ပရိသတ်ခိုင်မာရရှိထားတဲ့ပရိသတ်များစုမသိကြသေးတဲ့ပြည်တည်ဦးနဲ့အိနာကျော်စင်တို့ရဲ့မင်္ဂလာပွဲကဏ္ဍအားလုံးပဲမင်္ဂလာပါ mcd.news channel ကနေကြိုဆိုပါရစေ။မင်္ဂလာသက်တမ်းတဲ့အိနာအချင်းနေပြည်တည်ဦးနဲ့အိနာကျော်စင်တို့က2017ခုနှစ်ဇန်နဝါရီလ၄ရက်မှာလာထပ်ခဲ့ပြီး2025ခုနှစ်ထိမင်္ဂလာသက်တမ်းဆက်လေးနေပြည့်မြခဲ့ပါပြီ။ဇန်နဝါရီလ၄ရက်နေ့မှာသူတို့ရဲ့နှစ်ပတ်လည်နေ့ကိုအမှတ်တရဓာတ်ပုံနေနဲ့ချစ်စနိုးစကားတွေဖြန့်ဝေလေးရှိပြီး2023ခုနှစ်ကရှင်းနေပြည့်တဲ့အခါ Happy Anniversary to the Love of My Life ဟုအင်နာကျော်စင်ကရေးသားခဲ့တယ်။သူတို့မှာသမီးကြီးပြည်သူဒရာ2012ခုနှစ်အောက်တိုဘာလ14ရက်မွေးနဲ့သားငယ်ပြည်ဒီယာ2015ခုနှစ်ဩဂုတ်လ29ရက်မွေးတို့ဖြင့်ဆုံပါတယ်။မိသားစုပျော်ရွှင်တဲ့တပုံတွေကိုလူမှုကွန်ရက်ပေါ်မှာမကြာခဏမျှဝေလေးရှိပြီးပရိသတ်တွေအားကြမှုကိုခံရတဲ့အမှုပညာရှင်မိသားစုဖြင့်လူသိမ်များတယ်။ နှစ်စဉ်ဇန်နဝါရီလ၄ရက်နေ့မှာသူတို့ဇနီးမနိုင်ကအတူညစာစာပွဲပြုလုပ်လို့ရှိပြီး2023ခုနှစ်က anniversary ဆိုရူဘီကွာဟုပြည်တည်ဦးကရေးသားကဇနီးဖြစ်သူနဲ့အတူရိုက်ကူထားတဲ့ပုံတွေကိုမျှဝေခဲ့ပါတယ်။ပြည်တည်ဦးကရုပ်ရှင်ဇာတ်ကားတွေကိုပြင်းထန်ရိုက်ကူနေစေဖြစ်ပြီးအိနာကျော်စင်ကတော့မိသားစုအတွက်အချိန်ပိုပြီးဇာတ်ကားတွေကိုရွေးချယ်ရိုက်ကူလျက်ရှိပါတယ်။သူတို့ရဲ့အိမ်တော်ရဲ့အောင်မြင်မှုအတွက်အဓိကအချမ်းပါတုံးကိုတုံးနားလည်မှုနဲ့ပံ့ပိုးမှုဖြစ်တဲ့ ပြည်သူကဇနီးပြည့်သူအမှုပညာလုပ်ငန်းဆိုင်အဆုံးဖြတ်ချက်တွေကိုလေးစားပြီးအိနာကျော်စင်းကလည်းကင်မွန်ရဲ့အလုပ်ပေါ်စိတ်ရှည်တည်ခံစွာထောက်ခံပေးတယ်။ဤဇနီးမောင်နှံမြန်မာရုပ်ရှင်ဇာတ်ကားလောကရဲ့စံပြအိနာရေးတစ်ခုပြင်မကြာခဏဖော်ပြခဲ့ရပြီးသူတို့ရဲ့ချက်ချင်းဇလံကပရိသတ်တွေအတွက်အားကျစရာတစ်ခုဖြစ်နေစေဖြစ်ပါတယ်။ပြည်တယူကမြန်မာရုပ်ရှင်လောကမှာထင်ရှားတဲ့ရုပ်ဆောင်ဒါရိုက်တာနဲ့ဇာညွှန်းရေးဆရာတအုပ်ဖြစ်ပြီးအကယ်ဒမီဆုများစွာကိုရရှိခဲ့သူဖြစ်ပါတယ်။ပြည်တယူရဲ့အနုပညာခိုင်တဲ့အကယ်ဒမီဆုတွေကပြည်တယူက1980ပြည့်လွန်နှစ်များကတည်းကရုပ်ရှင်လောကကိုဝင်ရောက်ခဲ့ပြီး တရုတ်ဆောင်ကျဲဒရိုက်တာဖြင့်ရုပ်ရှင်များစွာကိုဖန်တီးခဲ့တယ်။ထူးခြားတဲ့မြတ်တန်ဥပညာရှင်တအုပ်ဖြစ်လူသိများကမြန်မာရုပ်ရှင်အကယ်ဒမီဆိုတွေကိုများစွာရရှိခဲ့ပါတယ်။ဇညွန်စုဇက်ကောင်စုဒရိုက်တာစုအပါအဝင်အကယ်ဒမီစုပါများစွာရရှိခဲ့တယ်။သူရဲ့ထင်ရှားရုပ်ရှင်တွေမှာမောင်မဲသစ္စာမြစ်တာနယ်လောလခွင့်ရွှေရုပ်တွင်စားရှိတဲ့ဇက်ကားတွေပါဝင်တဲ့ပြည်တူကမြန်မာရုပ်ရှင်လောကမှာအောင်မြင်မှုများစွာရရှိခဲ့ပြီးသူရဲ့မိသားစုကလည်းဥပညာကိုဆက်လက်အစဉ်ဆက်လက် ထမ်းဆောင်လျက်ရှိပါတယ်ပြည်တော်1948ခုနှစ်ဧပြီလ23ရက်နေ့မှာရန်ကုန်မြို့မှာမှုဖွားခဲ့ပါတယ်ငယ်စဉ်ကပကြီးဆရာဖြစ်လို့ပြီးတော့အမှုပညာအကြောင်းမှာပကြီးပညာသင်ယူခဲ့ပူတယ်တို့တော့ရုပ်ရှင်လောကဝင်ရောက်ပြီးနောက်တုပ်ဆောင်ခြင်းနဲ့ဒရိုက်တာဖြစ်ထင်ရှားလာခဲ့သူရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားမှာမုန်းခြင်းနဲ့ချက်ချင်း1981ဖြစ်တော့လဲထိုဇာတ်ကားအောင်မြင်မှုမရခဲ့ပါဘူး1988ခုနှစ်မှာမောင်မယ်တိစ္ဆာဇာတ်ကားနဲ့ရုပ်တရက်ကြောင်ကြောင်လာခဲ့ပြီးနောက်ပိုင်းမှာ ဒါရိုက်တာဖြစ်ကိုပြောင်းကအောင်မြင်မှုတွေစတင်ရရှိခဲ့တယ်။သူကအတန်တင်းဆောင်ပြည်လဲလောက်ကင်ခဲ့ပြီးနိုင်ငံခြားစက်ကားတွေကိုမြန်မာမူပြုရာမှာအတန်ပေးခဲ့ပူပါတယ်။ပြည်သူကစာပေကိုလည်းဝါသနာပါသူဖြစ်ပြီးချက်ချင်းမြတ်တာရဲ့ရှုခဲပါဝင်ဝိထုရေးဆောင်ပါတယ်ရေးသားခဲ့တယ်။ဒါကွ80ပြည်လုံးနှစ်တွင်မှာရုပ်ရှင်ဂျာနယ်မှနုပညာဆိုင်အသုံးသက်ချက်တွေရေးသားဖော်ပြခဲ့တယ်။သူကဗုဒ္ဓဘာသာကိုနည်းနည်းရှိုင်းရှိုင်းကိုင်းရှိုင်းသူဖြစ်ပြီးနောက်ပိုင်းမှာတရားအထုတ်ခြင်းစပင်းလေ့လာခြင်းတွေပြုလုပ်ခဲ့တယ် ပြည်သူကရုပ်ရှင်လောကရဲ့နဲ့နယ်အမှုပညာရှင်တအုပ်ဖြစ်ပြီးသူ့ရဲ့ဘဝမှာအောင်မြင်မှုစိန်ခေါ်မှုနဲ့နယ်အတွေ့အမြင်တွေပါဝင်ခဲ့တယ်။သူ့ရဲ့လက်ရာရင်းနဲ့အမွေအနှစ်တွေကိုယနေ့တိုင်ရုပ်ရှင်လောကကတံပိုးထားလျက်ရှိပါတယ်။အဆောင်နေ့ကျွှန်းနာဆင်ပြည်ပြည်သူအလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင့်။